မင်္ဂလာပါရှင်အခုမိတ်ဆက်ပေးခြင်းနဲ့ကျမရဲ့တပည့်မာလီကတော့တာချီလေးမျိုးကနေအဝေးရောက်စောင်းပညာကို ကျူစားတည်ယူနေတဲ့အွန်လိုင်းမှာတစ်ဆင့်ကျူစားနေတဲ့သမီးလေးဖြူစင်တွေးပဲဖြစ်ပါတယ်သမီးလေးကိုစောင်းပညာစပြီးတော့တင်တဲ့ချိန်မှာ အမမဲ့ရရှိခဲ့တဲ့အချိန်လေးတွေရှိခဲ့တယ်။အဲ့ဒါကတော့လက်လေးကျင်ကန်းစတင်တဲ့အချိန်ပေါ့နော်။သမီးလေးကဒါကျမနဲ့မတွေ့ခင်မှာစောင်းတီးထားတဲ့အခန်းလေးရှိထားတယ်ပေါ့နော်အဲ့ခါကျတော့သမီးရဲ့ဒီတီးထားတဲ့လက်အနေထားကိုကျမလူချင်းတဲ့ပုံစံအတိုင်းပြန်ပြောင်းမှုဆိုတာကကျမအတွက်လည်းခဲရင်တယ်လို့သမီးအတွက်လည်းပို့ပြီးတော့အားဆိုင်ရပါတယ် ဲ့ချိန်မှာတမီးရဲ့မိမိကလည်းအများကြီးပတ်မှုပေးတယ်ပေါ့နော်ခလေးဆိုတော့ तू အရင်ဒီတီးနေကြလက်အတိုင်းကိုပဲ तू တီးချင်တယ်ပေါ့နော်အဲ့ရနေပြန်ပြီးတော့နောက်ပုံစံတစ်ခုပေါ့ဟိုပြန်ပြီးတော့ပြောင်းပြရမယ့်အချိန်မှာသူတော်တော်လေးကိုအားယူရတယ်ပေါ့နော်အရင်ပုံစံလက်တိုင်းကိုပဲပြန်သွားနေတဲ့ခါကျတော့အဲ့ဒီခါမှာကျမကလည်းဒီဘက် online ကနေတင်ရတယ်လက်ကိုကင်တွယ်လို့လည်းမရတဲ့ခါကျတော့ ကိုဖြစ်ချင်တဲ့အနေထားရအောင်เนาะဒီပါဇက်ကနေပြီးတော့တောက်လျှောက်ပြင်နေရတာပေါ့เนาะတမီးလက်ကဝိတ်ကိုဘယ်လိုလုပ်မလဲအာလက်ညှိုးကိုပြန်လျှော့မယ်တင်းနေတဲ့လက်မအောင်နည်းနည်းချိုးထားမယ်စသဖြင့်ပေါ့เนาะတထောင်တည်နေတဲ့စသဖြင့်ပေါ့နော်သူ့ရဲ့လက်လှူရှားမှုကိုကင်မရာကနေအကောင်းဆုံးရှုထောင့်ရနေချိန်ထားပြီးတော့မှသမီးကို တင်ရတာဖြစ်တဲ့အတွက်အဲ့ဒီအချိန်ဟာကျမအတွက်အခက်ခဲပင်မန်းဆုံးအချိန်ဖြစ်ပါတယ်เนาะဒီလက်လေးချိန်ငန်းကိုကျမစိတ်တန်းကြမှာဖြစ်ရင်လည်းကျမသချင်းတက်မှာမဟုတ်တဲ့အတွက်ကြောင့်မလို့ကလေးကိုဟိုကလေးရဲ့မိဘကိုပေါ့เนาะမိမိကိုရောကြိုပြီးတော့ပြောထားတယ်ကျမလက်လေးချိန်ငန်းကိုဖြတ်မှာဖြစ်ပါတယ်လက်လေးချိန်ငန်းပြီးမှာကျမသချင်းတင်မှာဖြစ်ပါတယ်လက်လေးချိန်ငန်းမကြိုက်မချင်းတော့ကျမတင်မှာဖြစ်ပါတယ်အဲ့ဒါလက်ခံရင်လားအဆင်ပြေလားဆို ။သမီးရဲ့မိမိကလည်းအားတက်သေးရောပဲဆီယမ၊ဆီယမစိတ်ကြိုက် လက်ကိုပြင်းပါဆိုပြီးတော့ပေါ့နော်။အဲ့တော့သမီးအနေနဲ့ကတော်တော်ပင်ပန်းခဲ့တယ်အဲ့ဒီချိန်မှာကျွန်မသိတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတင်နေကြသူတော်မှပဲသူ့ရဲ့အရင်လက်ကိုပုံစံပြောင်းဖို့ကုစိတ်တညာရဖို့ပြန်ပြင်ရတဲ့အချိန်မှာကျမတော်တော်လေးကိုပေါ့နော်အတင်နေနဲ့သမီးကိုတင်ပြီးွားတဲ့အချိန်ဒီမှာသွေးပေါင်ထိုးကြွားရတာပဲရှိရပေါ့နော်ကိုကအရန်ဖြစ်စေခြင်းတဲ့ခါကြတော့လေ အရန်အားစိုက်ထားတာဗောနော်အဲ့တော့ဘေးကသမီးမေမေကလည်းအရန်ပံ့ပိုးပေးတယ်သူဘေးကနေတထွတ်ထွတ်ကျမပြောတော့အောင်သူ repeat ပြန်ပြီးတော့ပြောပြီးတော့ကလေးကိုပြန်သင်နေတာဗောနော်ကလေးကလေးဘေးကနေဗောအာချိုးမှန်တန်နဲ့လှုပ်ပေးနေတာဗောနော်အဲ့တော့နောက်ဆုံးမှာတော့ဒီဖြူစင်သွေးလေးရဆိုလို့ရှိရင်ကျမရဲ့တင်ကြားမှုရဲ့သမီးရဲ့မိမိရဲ့ပံ့ပိုးမှုရဲ့ဒါလေးကြရင်သမီးရဲ့ဒီအိမ်မှာရှိတဲ့မိသားစုဝင်တွေပါပါတယ်ပေါ့နော်။အကုန်ဝိုင်းပြီးတော့စောင့်ရှောက်မှုနေနောက်ဆုံးမှာ အင်မတန်မှဒီခက်ခဲတဲ့အချိန်လေးကိုကြော်ဖြတ်နိုင်ခဲ့ပြီးတော့လက်လေးချင်ငန်းကိုသူကြော်ဖြတ်နိုင်ခဲ့တယ်ပေါ့နော်ဒါကတော့ ကျမတို့မမိနိုင်တဲ့အမှတ်တရလေးပေါ့နောက်တစ်ခုကသမီးတို့အိမ်မှာပေါ့နော်ဒီကျမစောင်းတင်နေနေမှာသမီးတို့အိမ်မှာဆန်တရားရှိတယ်ဆိုတာလည်းသိရတယ်နောက်တရောတွေရောဂစ်တာတွေရောပေါ့နော်ရှိတာသိရတယ်ဒါပေမဲ့တူရီယာမျိုးစုံရှိတဲ့ထဲမှာမှသူမြမစောင်းကိုပေါ့နော်ခုံခုံမင်းမင်းနဲ့ကြွကြွဆဆနဲ့တင်နေတာကိုတွေ့ရတဲ့အတွက်ပီတိဖြစ်ရပါတယ်အဲ့လိုမျိုးဖြစ်အောင်ပေါ့နော်စနစ်တကျ ပုံဖော်ပေးထားတဲ့တမီးရဲ့မိမိပေါ့နော်တမီးရဲ့မိမိနဲ့တမီးရဲ့ဖီဖီကိုလည်းအရင်ကျေးဇူးတင်ပါတယ်တူရီတော့တမီးလေးဖြစ်ပေမဲ့အချိန်မျိုးမလစ်ဟင်းရအောင်ပေါ့နော်တတိချာချာစီမံထားပြီးတော့အခုလိုမျိုးတင်ကြားစူးစားလေ့ကျင့်ပေးနေရတွေ့ရတဲ့အတွက်အရင်လည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဒါကတော့တမီးလေးလေ့ကျင့်နေတဲ့ ီဒီယိုဖိုင်မှာတတိချာချာတော့မရရသေးပါဘူးเนาะအမားရင်းလေးတော့ရှိပါသေးတယ်ဒါပေမဲ့သမီးလေးခက်ခက်ခဲနဲ့ဖြတ်တန်းခဲ့ရတဲ့အချိန်တွေနဲ့သမီးလေးရဲ့အတွေ့အကြုံတွေကိုကျမရဲ့ပရိသတ်ကြီးကိုပြောပြခြင်းနဲ့အတွက်ကြောင့်မို့ဒီဗီဒီယိုလေးကိုတင်ဆက်ပြလိုက်ရခြင်းဖြစ်ပါတယ်ရှင်